မြန်မာနိုင်ငံမှာဟိုတော့တားဆွေတို့ခိတ်ကကြည့်မယ်ဆိုရင်မြောက်ကိုရီးယားနဲ့ဒီဆီယနာစီတီကသူတို့အခြေခြေခါခါတွေးဆိုခဲ့တယ်လုတ်ခဲ့တယ်ဒီနျူကလ িয়ার တွေနဲ့ပတ်သက်ပြီးမှသူတို့မေအောက်ဒီပါတဲ့အခုလို့ပေါ့ဒါလည်း report တော်များများမှာတွေးပြတာဖြစ်မှာပါဘောเนาะဆိုတော့ဒီဥစ္စာကတကယ်ထားဆိုတော့မြန်မာနိုင်ငံတနိုင်ငံရဲ့အရေးမဟုတ်တော့ဘူးဒါဒီအခုနလို့ဒီအာရှတိုက်တစ်ခုလို့က တကယ်ဆိုပြီးမှမြန်မာနိုင်ငံမှာအာရှတိုင်းမှာပေါ့မြောက်ကိုရီးယားနိုင်ငံလိုမျိုးတစ်ခု နောက်ထရှိလာဖို့ကတော့အာရှတိုင်းကတော့အဖြစ်ခါလို့မရဘူးရုရှားတီဘော်ဒီဘယ်နစီအဲ့ဒီမှာဖြတ်တယ်ဆိုတာဥမာမလာကာစထရိတ်ပေါ့နော်မြန်မာနိုင်ငံနဲ့အရင်နေနေတဲ့ အဲ့ဒီ Indo-Pacific နဲ့ India တမုန်တရာအကြားမှာဖြတ်တာတဲ့အဲ့ဒီ Malacca Strait နဲ့မြန်မာနိုင်ငံကနိနိလေးပဲကောအဲ့ဒီချုပ်ချင်အောင်ပေါ့ဆိုတော့အဲ့ဒီမှာအကိုလို့ဖြစ်နေတာကအခုဆိုရတော့ဥမာကြောင်းဖြူဆိုရင်ဘသူကထိချုပ်ထားတယ်မြန်မာပြည်သူလူထက်ထမှမရှိဘူးနော်ရုရှားကတစ်ဖက်ကပြောမယ်ဆိုရင်ဒါခပေးဆိုမှုကြောင့်သူဒီ ူမှထုတ်တဲ့ထွက်တဲ့ရင်နာ CD သူမှထွက်တဲ့တန်ငွေတွေသူကမရောက်နိုင်ဘူးပေါ့ပြောမယ်ဆိုရင်သူတို့ရောက်နိုင်ဖို့ကတရုတ်ကဝယ်မှရမယ်အိန္ဒိယကဝယ်မှရမယ်ဆိုတော့တရုတ်ကိုသူရောက်နိုင်ဖို့ကမြန်မာပြည်မှာရှိတဲ့ထုတဖြည်းဒီတန်ငွေလိုက်ပေါ့နော်ဒီတရုတ်ကလှုပ်ထားတဲ့ gas pipeline တွေကိုသူတို့အသုံးပြုရတယ်ဆိုတော့ဒါစီးပွားရေးပေါ့အဓိကကြည့်မယ်ဆိုရင်အခုရခိုင်ပြည်နယ်မှာအကြောင်းဖြူ ်ဒီကိုကြည့်မယ်ဆိုအကြောင်းဖြူနေတဲ့အခုမတိတ်ချို့လို့ကိုကြည့်မယ်ဆိုရင်ရာရှာကတကယ်ဆိုသူတို့မှာရှိတဲ့အခုဒီရင်နာစီဒီကက်စတီကိုသူတို့ကအဲ့ဒီ data တွေကိုပို့ပြီးမှအဲ့ data မှတစ်စပေါ့နော်သူတို့တရုတ်ပြည်ကိုရောက်ချတယ်ဆိုတော့တတိတွေဟာလည်းကျွန်တော်သိရပါတယ်ဆိုတော့ အဓိကတော့သူတို့ဟာဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ဥစ္စာကိုလည်းဆွေးနွေးတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့အခုနပြောထားသလိုဒီမြန်မာနိုင်ငံမှာယူရေနီယမ်ကအမြဲထွက်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အခါမှာဒီဂျပန်နိုင်ငံသားအေဘီဆာဝါကလည်းဒီအမေရိကန်မှာသူတို့လက်ရှိဖျက်ဆီးထားတယ်လို့ကျွန်တော်သိရတယ်။ဒီ State Department Justice President ကိုကြည့်မယ်ဆိုရင်ဒီအေဘီဆာဝါဟာလည်းသူတို့က အဓိကဒီနယူးယောက်မှာပေါ့နော်သူရဲ့တရားရုံးမှာ သူဆိုင်တဲ့အခါမှာဒီနျူကလ িয়ার မတီးရီယယ်ကိုသူကတခြားနိုင်ငံကိုရောက်ချခဲ့တယ်သူသူကတော့ထွက်ပြောခဲ့တဲ့အခါမှာအခုမြင့်အောင်လာရဲ့ case ကိုကြည့်မယ်ဆိုရင်တော့ nuclear research center တွေကိုသူတို့ကကြီးနေတဲ့အခါမှာမြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလိုဖြစ်လာဖို့ရအတွက်သူတို့ကဒါကို နော်တွပေးနေတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဓိကတော့ဒီဥစ္စာနဲ့ပတ်သက်ရတော့ကျွန်တော်မြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလို့ဖြစ်မလားမြန်မာနိုင်ငံဒီတောင်ကိုရီးယားနိုင်ငံလို့ဖြစ်ရမလားဆိုတဲ့ဥစ္စာကတကဘာလုံးနဲ့ဆိုင်တယ်လို့ကျွန်တော်ကသုတ်တပါတယ်အမေရိကန်နဲ့ဆိုင်တယ်တရုတ်နဲ့လည်းဆိုင်တယ်ဒါရုရှားတခုထက်နဲ့မဟုတ်ဘူးခုကရှိမယ်ဆိုပြီးတော့ယူကရိန်းမှာစစ်တိုင်းနေတဲ့လူတွေက တကယ်ဆိုရင်တော့ North Korea ကစစ်သားတွေနဲ့ပါတော့ကိုတွေ့ရတယ်။တနေ့ကျရင်တော့မြန်မာနိုင်ငံမှာဒီအခြားဖက်ဆီအနာစီကဆက်လက်စစ်သားနေတယ်ဆိုဒီတိုက်တွန်းမယ်ဆိုရင်တော့မြန်မာပြည်သူလူထုကပဲတော့နောက်ဆုံးမှာတော့အခြားဖက်ဆီအနာစီလက်ထက်မှာဆိုရင်တော့ Ukraine မှာစစ်လာတိုက်ခိုင်းမဲ့သူကဒီမြောက်လှိုင်တို့ဖြစ်တယ်ဆိုတဲ့ဥစ္စာကဒီသူတို့ရဲ့ဆွေးနွေးချမ်းတွေသူ့ရှုချင်းတွေကိုကြည့်မယ်ဆိုရင်တော့ အဲ့လိုဖြစ်တာကိုတွေ့ရတယ်။ဒါကြောင့်မလို့ဒီ KC နဲ့ပတ်သက်လာရတော့မြန်မာနိုင်ငံအရေးတစ်ခုတည်းမဟုတ်တော့ဘူးဒါတွေအာရှတိုက်တစ်ခုလောက်ကလည်းဒါစစ်ဆဖို့လိုမယ်။တော့အာရှတိုက်မှာနျူကလ িয়ার ဖရီဖြစ်ရမယ်ဆိုတော့အာရှရဲ့မော်ဒါတစ်ခုပဲ။ဟိုမှာဂျပန်လည်းဒါဂျပန်လည်းဒါနဲ့ပတ်သက်မှုရှိတယ်။ဂျပန်တို့လည်းဒါတော်တော်ဆွေမယ်လို့ကျွန်တော်တော့ထင်တယ်။ဘာဖြစ်လဲဆိုတော့အာရှတိုက်မှာတခြားနျူကလ িয়ার နဲ့ပတ်သက်ပြီးမှ เนาะဒီလိုဖြစ်မယ်ဆိုရင်တော့ခုနလိုကျွန်တော်အဲဒါလောကဖြစ်မခါတဲ့အခြေအနေတစ်ခုတော့ဖြစ်တယ်ဒါ red light တစ်ခုပေါ့เนาะ red light တစ်ခုတော့ဖြစ်တယ်မြန်မာနိုင်ငံမှာဟိုတော့တားဆွေတို့ခေတ်ကကြည့်မယ်ဆိုရင်လည်းမြောက်ကိုရီးယားနဲ့ဒီဆီယနာစီတီကသူတို့အခြေခြေခါခါတွေးဆိုခဲ့တယ်လောက်ခဲ့တယ်ဒီအဲနျူကလ িয়ার တွေနဲ့ပတ်သက်ပြီးမှသူတို့မေအောက်ဒီပါတယ်အခုလို့ပေါ့ဒါလည်း ရိပေါ်တော်တော်များများမှာတွေးပိတာဖြစ်မှာပါဘောနော်ဆိုတော့ဒီဥစ္စာကတကယ်သာဆိုတော့မြန်မာနိုင်ငံတနိုင်ငံရဲ့အရေးမဟုတ်တော့ဘူးဒါဒီအခုနလို့ဒီအာရှတိုင်းတစ်ခုလို့ကတကယ်ဆိုပြီးမှမြန်မာနိုင်ငံမှာအာရှတိုင်းမှာပေါ့မြောက်ကိုရီးယားနိုင်ငံလိုမျိုးတခုနောက်ထရှိလာဖို့ကတော့အာရှတိုင်းကတော့အဖြစ်ခါလို့မရဘူးဖြစ်ဖို့လည်းမဟုတ်ဆိုတော့ကျွန်တော်အားလို့ရဲ့ ကောဆဆိုတာထက်အာရှတိုက်တစ်ခုလို့ရဲ့ကောဆနဲ့တကဘာလို့ရဲ့လို့ချိုးကြီးအတွက်တာဟာ ကျွန်တော်အာလုံး PC ရမယ်ပြဿနာတော့ဖြစ်လာပြီပေါ့အဓိကဆိုရတာပေါ့နော်အခုနပြောသလိုဒီနယူးယောက်မြို့မှာဖာစီထားတဲ့ ဒီ MP ဆောင်ကူတက်ဟာလည်းသူထွက်ဆိုချက်မှာမြန်မာနိုင်ငံပေါ်ကနျူကလ িয়ার အဲမတီရီယယ်တွေကိုပေါ့သူကအရောက်ဝယ်လုပ်တယ်ဆိုတဲ့နေရာမှာဒါဆိုရင်တော့ဒီမြန်မာနိုင်ငံမှာဒီလိုနျူကလ িয়ার နဲ့ပတ်သက်တဲ့เนาะမတီရီယယ်တွေကိုပေါ့ပစ္စည်းတွေကိုပြောမှာဆိုယူရေနီယမ်ပေါ့ဒီဓာတုတွေကိုဒီလိုအရောက်ဝယ်လို့နိုင်ဖို့ဆိုတာက အကြဖက်စီအာနာစီနဲ့ပူပေါင်းမှရတယ်လေဆိုတော့ဒါကိုတိုက်ကဒီ US State Department US Department of Justice ရဲ့ press release မှာနော်ကျွန်တော်ရလားစီရ2025မှာသူတို့ကဒါ press statement လုပ်ပြတာဖြစ်တယ်ဆိုတော့သူတို့ရဲ့ concern ကတော့တော့ဖြစ်တယ်ဆိုတာကျွန်တော်သူတို့နဲ့သူဆိုတဲ့အခါမှာလဲကျွန်တော်ပြောခဲ့တယ်ဆိုတော့ဒါလည်းသူတို့ရဲ့စိုးရိမ်ချက်တော့တော်တော်တော့ဖြစ်တယ်အဓိကတော့ဒီသူတို့ဆွေးနွေးတာဟာ ပြည်သူလူထုအတွက်တစ်ခုမှမပါဘဲနဲ့သူတို့အာနာစီတာရေးနဲ့နျူကလ িয়ার နျူကလ িয়ার ဆိုတဲ့စကားတွေနျူကလ িয়ার ဆိုတဲ့အဲလာချောင်းကိုသူတို့ကပြောလာတဲ့အခါမှာဒါကတော့အဲမြောက်ကိုရီးယားမှာကင်ချိုအွန်ကသူ့အာဏာကိုဆက်လက်ပြီးတော့သာဝရတည်မြဲရေးအတွက်နျူကလ িয়ার ကိုသူအားကိုးသလိုအခြားဖက်ဆီယနာစီနီမှာလက်တာတွေဟာလောကဖြစ်မခံရသင့်ဘူးဆိုတာကိုတော့ကျွန်တော် အဲသူရှိဆွေးနေအများကြီးမှာတော့ဒါဆိုတော့အဖြေတော့တွေ့ရပါတယ်ဒါအခုနလိုနိုင်ငံတကာအလုံးနဲ့ပတ်သက်လာတာပေါ့ဆိုတော့ဥမာဆိုပါဆိုအခုဒီအီရန်လဲဒါကိုသူတို့အမေရာလုံနေတယ်စူးစမ်းနေတယ်အခုနလိုဒီအယတာပီတူတူဖြစ်တဲ့ဒီဂျပန်နိုင်ငံသားအေဘီဆာဝါတောင်မှာ ဒီ uranium nuclear တွေဥစ္စာကိုသူကအဲ့လိုအရောက်ဝယ်လိုပိခိုင်းတဲ့အာနာစီဒီနဲ့ကျွန်တော်ရိဆိုင်နေရတယ်ဆိုတော့ကတော့အလိုသတိထားဖို့တော့လုပ်တာပေါ့ဆိုတော့ဖြစ်နိုင်ခြေလို့ပြောမယ်ဆိုရင်ဖြစ်နိုင်ခြေကတရားမှာသုံးရတ္တမ1ရှိလေ69တ္တမ9မရှိလေအဲ့ဒီတေတ္တမ1ရှိနေတဲ့ဥစ္စာကိုတော့ကျွန်တော်သတိထားမှာပါ ဆိုတော့ဒီလိုဖြင်းဖြူးမှာတော့အဲ့လိုကျွန်တော်စဉ်းစားဖွက်လို့ရတယ်။ဟုတ်ပြီအကောင့်ဆိုတော့ကျွန်တော်လိုရမှာပဲပေါ့နော်။အဆိုးဆိုးမှာဒါ PC ဖွက်တော့လို့ပါတယ်။အခုတို့ပြုတ်နေတာကတော့အဲလက်စင်လက်စင်မိအတွက်လို့ပြောပေမဲ့လည်းဒါဟာအီရန်နိုင်ငံကအမေရာပြောတဲ့စကားကိုတို့ခိုးယူတာဖြစ်လာ။အီရန်မှာနျူကလ িয়ার facility ကိုလုပ်တဲ့အခါမှာဒါဒီအဲလက်စင်မိအတွက်ပဲလုပ်တယ်လို့တို့ခဏခဏပြောတယ်။ ဒါပေမဲ့လည်းအားလုံးတက္ကပါလောက်ကတည်ထနာကအဲ့ဒီ uranium ကို enrichment လုပ်တဲ့အခါမှာသူတို့ဒီ nuclear လက်နက်ကိုထုတ်နိုင်မဲ့အစ်စ်အထစ်ကိုသူတို့ကဒါတမ point တွေနဲ့ပြောတဲ့အခါမှာနိနေတာကိုတွေ့ရတယ်ဆိုတော့သူတို့ရဲ့ intention လို့ပြောတယ်သူတို့ရဲ့ဥတီ channel ရွယ်ချက်ကလက်စမီမဟုတ်ပဲနဲ့တကယ်သူတို့ဥတီချက်ကတော့ဒါလက်နဲ့ဖြစ်နေဆိုတာအာလုံးတိပိတာဖြစ်ဘာဖြစ်လဲဆိုတော့ဒါမြောက်ကိုရီးယားနဲ့သူတို့သူတို့လုံးပိတာဖြစ်တဲ့အခါမှာ အခုကတော့လက်ရှိမိနဲ့ပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာ ရာလက်ရှိကမြန်မာနိုင်ငံမှာတော့ဒီရာလက်ရှိထွက်တဲ့ဥစ္စာကတရုတ်ပြည်တပြည်တော်မှာမိထုလို့ရတဲ့နိုင်ငံအမြန်မာနိုင်ငံပဲ။နော်အိန္ဒိယကိုမဲ့တောင်မှကျွန်တော်လက်ရှိမိတောင်မှရောက်ပြီးမှမြန်မာနိုင်ငံဟာစားလို့ရတဲ့နိုင်ငံဖြစ်တယ်။နော်ပြောမယ်ဆိုတော့ဒီလက်ရှိမိလို့ခေါ်တဲ့ renewable energy ပေါ့အခုလိုရာလက်ရှိနဲ့လေအားပေါ့နော် wind power တော်မှသုံးပြမှမြန်မာနိုင်ငံဟာတကယ်အခြားသာဆိုးနိုင်ငံတနေငါဖြစ်ခွေးရှိတဲ့နိုင်ငံဖြစ်တယ်။ဆိုတော့ဒါ flexibility တို့ဒါနဲ့မဟုတ်ပဲနဲ့ဒါဟာတို့တို့ဒီလက်နဲ့အဖြစ်နဲ့ဥတည်တယ်ဆိုတာကတော့အလိုအတက်စဖြစ်တဲ့အခါကျတော့ဒါကိုအများဆုံးတို့တို့ကတာမီနိုင်ဖို့ကတော့ဒီဒေါ်လာရေးကိုအများဆုံးနှိကိုချုပ်ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့ယူရေနီယမ်ဓာတ်တွေကိုလို့ကိုလည်းပြည်သူလူထုလက်ထက်မှာရှိမှ ဒီ uranium တွေကလိုချိုမှာဖြစ်တယ်။သို့မဟုတ်ရင်ဒီမြန်မာပြည်မှာရှိနေတဲ့ uranium တွေကပဲဒီစစ်ကောင်စီတွေကတော့သူအတူပြုမှပြည်သူလူထုကိုအဆုလပြုလိုက်ဖြစ်စေနိုင်ဖို့တတ်နိုင်ဖို့သူတို့ကဒါကိုပြန်တိုးမယ်ဆိုတာတော့လောကအဖြစ်မခါရဖို့တော့ကျွန်တော်မှအရာအကြီးကြီးပါတယ်။